မင်္ဂလာပါရှင်ကျမရော်ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါပါရန်ကုန်တိုင်းလှေကူးမြို့နယ်အုံနယ်ကုန်းရက်ွက်အုပ်ချုပ်ရေးမှုရုံးစက်တင်ဘာလ25ရက်နေ့ည9နာရီမှာမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီးအုပ်ချုပ်ရေးအဖွဲ့ဝင်၄ယောက်ထပ်မံနေထိခိုက်ဒဏ်ရာရရှိရလို့ရန်ကုန်မြို့ပြပျောက် जा တပ်ဖွဲ့ဝင်တွေဆီကနေသိရပါဗျာ။ စစ်တပ်ကပြုလုပ်မဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိစ္စတွေပြုလုပ်နေပြီးလူငယ်တွေကိုမတရားဖမ်းဆီးပေါ်တာဆွဲကစစ်မှုထမ်းတပ်သားတစ်တီလိုအပ်တဲ့နေရာတွေကိုရောင်းစားနေတဲ့အတွက်မိုင်းခွဲတိုက်ခိုက်ခဲ့လို့ဆိုပါရယ်။အဲ့ဒီဖောက်ခွဲမှုကြောင့်ပြူစောတီ၄ရောက်ထပ်မနေဒဏ်ရာရသွားတယ်လို့ရန်ကုန်အာမီမြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်။မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပြစ်မှတ်ကိုထိပြီးအောင်မြင်စွာလုပ်နိုင်ခဲ့တယ်။ ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူနာတင်ကားတွေအဆိုပါအုပ်ချုပ်ရေးမှူးရုံးရှိမှရှုပ်ရှက်ခဲ့ပြီးတော့ထိခိုက်မှုရှိတဲ့သူတွေကိုလာရောက်တယ်ဆောင်သွားတယ်လို့ဆိုပါရယ်။ရန်ကုန်အာမေမြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့အနေနဲ့စစ်ကောင်စီအားပြုလုပ်မဲ့အတူအောင်ရွေးကောက်ပွဲကိုမပါဝင်ကြဖို့နဲ့စစ်ကောင်စီတပ်ဖွဲ့တွေသူတို့လက်အောက်ခံအဖွဲ့တွေနဲ့ကင်းကင်းရှင်းရှင်းနေကြဖို့ကိုတတိပေးထားပြီးပါဝင်ပတ်သက်သူများကိုလည်းထိထိရောက်ရောက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဝါရီမြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့စီကနေသိရှိရပါရှင်။ တနင်္လာရီတိုင်းတဝယ်မြို့နယ်ယထာဘူဒပฏิပတ်တိသာသနာရိပ်တာမှာထီးဖြူဆောင်ကပလင်ပေါ်မှာတရားပြခဲ့တဲ့ဥယေချင်းစိုးသူကိုစက်တင်ဘာလ25ရက်နေ့ညနေ4နာရီကမြို့နယ်တန်ခါနာရီကအဖွဲနဲ့ရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ခန့်နေစီကနေသိရပါဗျာ။ စက်တင်ဘာလ16ရက်နေ့ကအဒိဋ္ဌံအောင်မြင် Facebook အကောင့်ကယထာဘူတပฏิပတိသာသနာရိတ်တာမှာဥယေချင်းကိုတပည့်တွေကထီးဖြူဆောင်းကကြိုးဆိုခဲ့ကြပြီးဥယေချင်းကပလင်ပေါ်တက်ခါတရားပြခဲ့တဲ့ဓပ်ပုံတွေကိုဖြန့်ဝေပြီးတဲ့နောက်ဖန်စီခံရတာပဲဖြစ်ပါတယ်။ဖန်စီခံရတဲ့သူဟာတရားပြကောင်းတယ်လို့ကြော်ကြားပြီးသူ့ကိုကိုးကွယ်သူတွေထဲမှာအရာရှိကြော်တွေလည်းပါတယ်လို့ဒေတာခန်တယောက်က TVB ကိုပြောပါတယ်။ သာသနာရေးနဲ့နှိစက်သူတူကတော့ဖန်းစည်းခံရတဲ့သူကတရားပြတယ်လို့ဖုံကြီးစွန့်ကတ်တာကထိန်ခင်းတာတွေပါလို့သူဖြစ်ပြီးမြို့နယ်တန်ကမဟာနိုင်ကအဖွဲကလည်းအဲ့ဒါတွေကိုတည်တယ်လို့ပြောပါရယ်လက်တော်လုံးမှာတော့ဥယေချင်းကိုတဝဲမြို့မရေစကန်ကပအမှတ်49 2025ပုံမှန်295ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမျက်စိကနေသိရပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကလည်းမူးတုံမျိုးနဲ့နှီးပတော်ရွာတက်မှာထီးဖြူဆောင်ကပလင်ပေါ်တက်ပြီးတရားပြသခဲ့တဲ့ပြီးရက်က3ပုံ မေတော်ကြီးဆန္ဒဒေဝီကိုစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့မြို့နယ်တန်ခါးနာရဲကအဖွဲ့တွေကဖမ်းဆီးပြီးပုံမှန်295ကာဂျီနဲ့အမှုဖွင့်ထားပါတယ်ရှင်။ကျုံတိုးကော့ဂရိတ်လမ်းပိုင်းအနီးနားကကြေးရွာတွေကိုစစ်တပ်က DKBA ဘူဘီအဖွဲ့ရဲ့အခုအညီနဲ့ နယ်မြေအပြည့်အဝစုံမနိုင်မှုစူးစမ်းနေရတဲ့ကြောင်း KNL ပူးပေါင်းစစ်ကြောင်းနေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အောင်ခန့်သတင်းပေးပို့ထားတာပါရှင်။ KNL နဲ့ဂျုံလုံးကိုရိုက်လမ်းမင်းကြီးကကြေးရွာတွေကိုဂျုံလုံးခမ၅လင်းငါ၅လေး၆ကနေလက်နေကြီးပြစ်ကူရယူပြီးစစ်ကောင်မရှင်တပ်ကစစ်ရင်အား၄၄ပါးနဲ့စစ်ကြောင်းထိုးနေပါတယ်။လက်ရှိမှာလည်းစစ်ကောင်မရှင်တပ်ကတိုးတက်သောဗုဒ္ဓဘာသာကင်းမြို့သားတက်မတော် DKB ပုံပြီးဖွဲ့ရဲ့အကူအညီနဲ့ နေမြေပြည့်ဝဆုံးမနိုင်မှုစူးစမ်းနေတာကြောင့်ကျန်လလင်ဥဆောင်တဲ့ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဘိုင်းတွေမှာလည်းဖြစ်နေတာဟောဘူးမရောက်ပါဘူး။ကိုလည်းကြောက်လို့မတွေ့ပါဘူး။ညာနေလို့တော့ပြောတာလား။ဒါတော့သူတို့ပေါ့ပါဘူးဒီလို။မနေ့ကကြည့်ရတော့ဟိုဂိုင်းတို့ဘာလို့ဆန်ပြေရော။အင်းရောက်တော့တက်သွားတော့လမ်းပင်ဝေးရာလမ်းချင်းနေတယ်နိ။ဒီကပြောတော့များတယ်ပြောတာပဲ။ညာ300လောက်400လောက်ပြောတာပဲ။ဒါနောက်ကတော့ပြေးလာတော့ရွာမနေဘူးလေ။ လူရှောင်းတော့အိမ်မကန်။အာရှောင်းရတော့ဘောအာလက်ကန်ရတော့ကြောက်တော့ပြန်ရင်းနေလို့တရားဝ။အေးပြစ်ထားပုံဝိပါဒညာနဲ့ကိုလို့ကိုဦးညာယူလို့။ပြီးခဲ့တဲ့စတင်မော်လာ6ရက်နေ့ကစစ်ကောင်မရှင်ကတိုးတက်သောဗုဒ္ဓဘာသာကင်းဗုဒ္ဓတက်မလို့ DKBA ပုံပြီးဖွဲ့နေရတော့တဲ့ BJ အကူကြီးနဲ့ကင်းမီနဲ့ကိုကလေးမျိုးလူအာရှလန်နဲ့တင်ငန်းညီတော်ကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်ပြည်သူလူထုကိုညီလင်မုန်းဆောင်နဲ့ဖိနှိပ် ချုပ်ချဲကန့်တန့်နှိမ့်ဆက်နေတယ်စစ်ကောင်မရှင်နဲ့ပေါင်းရင်တချိန်ကျရင် အာနာရှင်တွေသွားမယ်လမ်းကိုသွားရမယ်လို့ကင်းရေးစီးလေးလာသူတွေကပြောပါတယ်အဲဒီတင်းကတော့ပုံပြီးဥဆောင်ပြီးတော့စစ်ကောင်မရှင်ကတူးရှက်တာကတော့အဲ့ဒီတင်းကတော့အမှန်ပဲအခုလက်ရှိဒီစကမနာပေါင်းနေတဲ့ပုံပြီးတော့လည်းပဲဟိုအမိမရရှိနေတယ်ဟိုကင်းတမျိုးသားလုံးတို့ကပေါ်လာနေတဲ့ မာကီယန်ယူပွဲစည်းနဲ့မိခင်ပွဲစည်းနဲ့ပြရပူပေါင်းဖို့ပြောချင်တယ်အဲလိုမျိုးပြည်သူလူထုကိုနီးမျိုးစုံနီးလန်းပေါင်းစုံနဲ့ပြည်နယ်ချုပ်ချယ်ကန့်သတ်နှိမ့်ဆက်နေတဲ့စကားမနဲ့ပေါင်းနေတယ်ဆိုရင်တော့သူလည်းပဲတရှိန်ကြလို့ရှိရင်အာနာရှင်တွေသွားတဲ့လမ်းကိုသူသွားမှာပဲဖြစ်တယ်ပေါ့နော်ပြည်သူလူထုတွေရန်နေလာတယ်အဲဒါကိုသူပြန်ကြည့်ဖို့လည်းလိုတယ်ပေါ့နော်စတီဝါလာ23ရင်းမိုးလေပိုင်းကဂျုံတို့မျိုးဂျုံပိုင်းကြီးရအောင်စု ကော်ဒီဆိုင်ကြီးရွာနဲ့ကော်ဝါဘူးကြီးရွာကိုဂျုံတို့ငါလေးငါတက်ကနေလက်နဲ့ကြီးပြစ်ခတ်ခဲ့တာကြောင့်ကော်ဒီဆိုင်ကြီးရွာကဒေသခံ၂ယောက်နဲ့ကော်ဝါဘူးကြီးရွာကဒေသခံ၅ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်ကော်ဒီဆိုင်ကြီးရွာဘုံကြီးเจ้าမှာထိခိုက်မရှိခဲ့ပါတယ်။စစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးတာလက်နဲ့ကြီးပြစ်ခတ်တာလေချောင်းရံကိုစိုးရိမ်ပြီးအင်ဂျီအုံးနေပြီးချောင်းပြာကော့ပါလေစတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ကျွန်တော် အောင်ခံပါစက်တင်ဘာလ24ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်တက်ရောက်ခဲ့ချိန်မှာကြုံတွေ့ခဲ့ရတဲ့အဖြတ်အမှောက်၃ခုကိုစုံစမ်းစစ်ဆေးပေးဖို့ American သမ္မတဒေါ်နယ်ထရန့်က တောင်းဆိုလိုက်ပါတယ်သမ္မတထရန့်နဲ့သမ္မတဂရော့ မဲလာနီယာတို့စီးနင်းလိုက်ပါလာတဲ့ဆက်လီကရုတ်တရက်ရက်သွားတာသူမိန်ကုန်းပြောချိန်မှာတယ်လီပရွန်တာချို့ရင်းသွားတာပရိသတ်ထိုင်တဲ့နေရာမှာအတန်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ခဲ့တာအဲ့ဒီအချက်၃ချက်ကိုစစ်ဆေးပေးဖို့ထရမ့်ကသူ့ရဲ့ True Social လူမှုကွန်ရက်မှာရေးသားတောင်းဆိုထားတာပါဆက်လီကကိစ္စနဲ့ပတ်သက်ပြီးကုလဝန်ထမ်းတွေနောက်ပြောင်ခဲ့ကြရတဲ့ဆိုတော့ London Times သတင်းကိုကိုးကားပြီးတော့တာဝန်ရှိသူတွေကိုဖမ်းဆီးဖို့ကိုလည်း Trump ကတောင်းဆိုခဲ့ပါတယ်။ကုလသမဂ္ဂဘက်ကတော့ ထရန့်ရဲ့ဗီဒီယိုရိုက်ကွေးသမားတအုပ်ကဆက်လီကပုံမှာနောက်ပြန်လျှောက်တက်ခဲ့တဲ့အတွက်ဘေးကင်းရေးစနစ်အလိုလျောက်ပွင့်ပြီးတော့ရပ်တန့်သွားတာဖြစ်နိုင်ကြောင်းတယ်လီပရင်တာကလည်းအမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုယ်တိုင်ယူဆောင်လာတဲ့ပစ္စည်းသားဖြစ်ကြောင်းဖြေရှင်းထားပါတယ်အတန်စနစ်ကိစ္စမှာလဲမိန်ကုန်းတွေကိုဘာသာစကား6မျိုးနဲ့နားထောင်နိုင်ဖို့နှကြက်နဲ့သာအသုံးပြုရမှာဖြစ်ပြီးနှကြက်မတက်ရင်ဘာမှကြားရမှာမဟုတ်ဘူးလို့ကုလအရာရှိတအုပ်ကပြောထားပါတယ်ရှင်။ ဒီ VV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ